မင်္ဂလာပါမနက်ဖြန်နိုဝင်ဘာလ14ရက်နေ့ကပစီဂျူယောဂာနေ့ပါလူတိုင်းလူတိုင်းမှာစီဂျူယောဂာဖြစ်နိုင်ခြင်းအနည်းနဲ့များရှိကြပါတယ်တဲ့ဒါပေမဲ့ကို့မှာစီဂျူယောဂာဖြစ်နိုင်ခြင်းဘလောက်များတယ်နေတယ်ဆိုတော့တယောက်တယောက်မတူတဲ့အတွက်ဘလောက်များလဲဆိုတော့သိကျင်တယ်ဆိုလို့ရှိရင်ကို့ရဲ့အချက်အလက်လေးထည့်ပြီးတော့တွေ့ကြည့်လို့ရပါတယ်အဲ့ဒါလေးကိုအင်တာနက်ပေါ်မှာကပစီဂျူယောဂာဖက်ဒရေးရှင်းနေပြီးတော့တင်ထားတာရှိပါတယ်အဲ့ဒါဘလို့ဖြည့်ပြီးတော့ကို့ရဲ့စီဂျူယောဂာဖြစ်နိုင်ခြင်းကိုတွေ့ကြည့်မလဲဆိုတော့ကျွန်တော် ပြပေးမှာဖြစ်ပါတယ်စီဂျူယောဂာကိုကျွန်တော်တို့ဘာကြောင့် လေးနဲ့ထားလာကြတယ်လဲဆိုလို့ရှိရင်အစားအသောက်အနေထိုင်တွေပြောင်းလဲလာကြတဲ့အတွက်ကိုယ်လည်းလှုပ်ရှားမှုတွေနေတယ်ကျန်းမာရေးနဲ့မညွတ်တဲ့အစားအစာတွေကိုစားတော့တာများလာတဲ့အခါမှာစီကြိုကဖြစ်ပေါ်မှုတွေကအလျင်မြန်တုတ်တက်လာတယ်လို့ဆိုပါတယ်အခုချိန်မှာတဲ့80စက္ကန့်နဲ့80စက္ကန့်နဲ့မှာကဘာမှာလူတစ်ယောက်ကစီကြိုယောဂအောင်တည်ဆုံးနေပါတယ်ဒီစီကြိုယောဂကြောင့်ဒီမျက်စိပြက်ပြီးတော့မျက်စိခွဲတာခြေလက်တွေပုတ်ပြီးတော့ဖြတ်လိုက်ရတာနှလုံးယောဂဖြစ်တာ ကြောက်ကပျက်စီးပြီးကြောက်ကဆေးကြောတဲ့ဒီနာတာရှိယောဂဖြစ်တာဆရက်နာတာရှိယောဂတွေကြောင့်သက်တမ်းစီအောင်မနေရဘဲနဲ့အသက်တူပြီးတော့သက်ဆုံးရှုံးရတဲ့လူတွေအများကြီးတူလာနေပါတယ်လို့ဆိုပါတယ်ဆေးကြောယောဂမှာအမျိုးအစားတစ်နဲ့အမျိုးအစားနှစ်ဆိုပြီးတော့ရှိရယ်အမျိုးအစားတစ်ကကလင်းငယ်တွေမှာစဖြစ်တယ်ဖြစ်တာတော်တော်လေးနည်းတယ်အများစုကဆေးကြောယောဂအမှတ်နှစ်ဆိုတော့ type 2 diabetes ဒါအများစုဖြစ်ကြတယ် နည်းနည်းလေးအသက်ကြီးမှဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာငရွေသူတွေမှလည်းစပြီးတော့ဖြစ်လာတယ်လို့ဆိုပါတယ်ဒီအဖြစ်များတဲ့စီဂျူရောဂါမျိုးစားနှစ်ရဲ့90%ရာခိုင်နှုန်းတစ်ဝက်လောက်ကတကယ်တမ်းကာကွယ်မယ်ဆိုရင်ကာကွယ်လို့ရပါတယ်တဲ့ယောဂါမဖြစ်အောင်ဒါမှမဟုတ်ယောဂါဖြစ်တာနောက်ကျအောင်ကာကွယ်လို့ရပါတယ်ပြီးတော့ဒီလိုမဖြစ်အောင်ဘယ်လိုကာကွယ်မလဲနောက်တစ်ခုကဒီယောဂါဖြစ်နိုင်ကြီးကိုယ်မှာဘယ်လောက်များလဲဆိုတာသိဖို့အတွက်ကျွန်တော်တို့စစ်ကြည့်မယ်ဆိုလို့ရှိရင်ဒီဒီ website လေးကိုကျွန်တော်တို့သွားမယ် https colon/worlddiabetesday.org ပါအဲ့ဒီ website ကိုကြွားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီစီဂျူယောဂနဲ့ပတ်သက်တဲ့အချက်အလက်တွေအပြင်ကိုယ့်ရဲ့စီဂျူယောဂဖြစ်နိုင်ခြေကိုတွေ့တဲ့တူစီပါရှိပါတယ်သူကအင်္ဂလိပ်လိုဖြစ်ပါတယ်ကြာပါသာ10မျိုးနဲ့ပြန်လို့ရပါတယ်မြန်မာလိုမပါပါဘူးအဲ့တော့ကိုကမြန်မာလိုဖြည့်ပြီးတော့တွက်ချင်တယ်ဆိုလို့ရှိရင်တော့ Google Chrome ဆိုတဲ့ web browser လေးကိုတုံးပြီးတော့ Android phone တွေမှာပဲဖြစ်ဖြစ် iPhone iPad တွေမှာပဲဖြစ်ဖြစ်မြန်မာလိုဘာသာပြန်လို့ရပါတယ် ဲ့လိုလုပ်တဲ့နည်းလေးကိုကျွန်တော်ဒီဗီဒီယိုနှစ်ခုမှပြထားပါတယ်အပေါ်ကဗီဒီယိုကတော့ Android phone တွေအတွက်ပါအောက်ကဗီဒီယိုကတော့ iPhone iPad တွေအတွက်ပါအဲ့လိုမျိုး Google Chrome browser ကိုမြန်မာဘာသာပြန်ခိုင်းလိုက်တဲ့အခါမှာဥဆိုရင်ခုန wordiabetes.org website ကိုကျွန်တော်ဖွင့်လိုက်တဲ့အခါမှာသူကအင်္ဂလိပ်ဘာသာနဲ့မြန်မာဘာသာကိုလိုလျောက်ပြန်ပေးပါတယ်ကျွန်တော်အောက်ဆွဲလိုက်မယ် ဒီမှာအမျိုးသားနှစ်စီးကြိုယောဂဖြစ်နိုင်ရုံသိပါတဲ့ဆိုတော့စစ်စစ်မှုကိုဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်တယ်နှိပ်လိုက်တော့သူကတွက်ဖို့အတွက်ဆံမျက်နှာကိုရောက်သွားတယ်မြန်မာလိုဘာသာပြန်ပြီးတယ်ယခုစတင်မှာဆိုပြီးကျွန်တော်သွားလိုက်မယ်အချက်လက်ရှိမျိုးကျွန်တော်တို့ထည့်ပေးရပါတယ်ပထမဆုံးတော့ကျွန်တော်အသက်ပါကျွန်တော်ကလူငယ်ဆိုတော့45နှစ်လို့ထည့်လိုက်မယ်နောက်တစ်ခုလို့ရွေးလိုက်မယ်နောက်တစ်ခုကတော့ကိုလေးချင်းနဲ့ရက်အမြင့်ပါဒီနေရာမှာဖြစ်တဲ့အချိန်မှာ င်္ဂလိပ်ကဏ္ဍနဲ့ဖြည့်ရပါမယ်မြန်မာကဏ္ဍနဲ့ဖြည့်လို့ရှိရင်အဖြည့်ကမတွက်ပေးနိုင်ပါဘူးနောက်တစ်ခါအမြင့်ကိုအရက်အမြင့်ကိုစင်တီမီတာထည့်ပေးရမယ်ကိုယ်လေးချိန်ကိုကီလိုဂရမ်နဲ့ထည့်ပေးရမယ်အဲ့လိုထည့်ပေးလိုက်တဲ့နေ့ဒီမှာသူက BMI တွက်ပေးပါတယ်ဘာကြောင့်လဲဆိုတော့လူတွေကကိုယ်လေးချိန်နည်းတယ်များတယ်ဆိုတော့တခုတည်းနဲ့ပြောလို့မရဘူးတဲ့အရက်မောင်းအနေအမြင့်ပုံမူတည်တယ်ကိုယ်လေးချိန်တူပေမဲ့အရက်မြင့်တယ်လို့နဲ့အရက်နှိမ့်တယ်လို့ပုံမူတည်ပြီးတော့ ယောဂဖြစ်နေတဲ့အန်တွေကกว่า6တော့ပါတယ်တဲ့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော် BMI က31.25ဖြစ်နေပါတယ်တကယ်လို့ဒီနေရာမှာရှိတဲ့ BMI ကိုကျွန်တော်ဒီအောက်မှာထည့်ပေးရပါမယ်31.25ဆိုတော့များနေတော့ကျွန်တော်ဒီအောက်ဆုံးကျွန်တော်ထည့်လိုက်ရပါတယ်တကယ်လို့ကျွန်တော်ရဲ့ BMI 25 out နဲ့မယ်ဆိုတော့ဒီပုံမှာကျွန်တော်ထည့်ပါမယ်ကျွန်တော်31.25ဖြစ်ပါတယ်31.25လို့ပြတယ်အဲ့ဒါပြီးရင်ကျွန်တော် next ဒီ next လေးအလုံးမလုံးဆိုရင်သူ့အောက်ကဒီ အကွက်လေးကိုနှိမ့်လိုက်ပါအဲဆိုနောက်ဆိုင်မှာတော့ကူသွားပါလိမ့်မယ်နောက်တစ်ဆင့်ကတော့ကျွန်တော်ရဲ့ခါလုံးဘတ်ပါခါလုံးဘတ်မှာအမျိုးသားတွေဆိုလို့ရှိရင်64စင်တီမီတာအောင်ရောတင်တယ်ဒါဆိုရင်ကောင်းတယ်ပေါ့အမျိုးသမီးတွေဆို80အောင်ရောတင်တယ်ဒါစင်တီမီတာပါကျွန်တော်ကနည်းနည်းလေးဘိုက်ပူတယ်ဆိုတော့94 100ဒူးထားမယ်ဒါပေမဲ့ခုနောက်ပိုင်းတချို့ website တွေမှာတော့အမျိုးသားတွေဟာအာရှတိုက်သားတွေဆိုလို့ရှိရင်88လောက်ပဲရှိတယ်လို့ဆိုပါတယ်ပြီးရင်ကျွန်တော် next to နေလိုက်ဒါဘာကြောင့်လဲဆိုလို့ရှိရင် ဘိုက်ထဲမှာရှိတဲ့အစီတွေကစီရောကဖြစ်ဖို့အန္တရာယ်ပုံများစေတယ်အဲ့တော့ဘိုက်ထဲမှာရှိတဲ့အစီတွေဘလို့များလဲဆိုတာကိုတိုက်တာဖို့အတွက်ကျွန်တော်တို့ခါကိုတိုက်ရတယ်တဲ့ခါလုံးဘက်ဘလို့တိုက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုလုံးရဲ့ဘေးနံဘေးကနေပြီးတော့နံကြားအောက်ကိုဆင်းသွားလိုက်မယ်နံယိုးအောက်ဆုံးနဲ့သူ့အောက်မှာရှိတဲ့ခါပုံခါအယူနှစ်ခုကြားအယူနှစ်ခုကြားထဲမှာလက်နေတဲ့နေရာရှိတယ်အဲ့နေရာကြီးခလေကောင်တဲတဲကိုယူပါ ဘယ်နဲ့ညာနဲ့အဲ့ခလဲနှစ်ခုယူပြီးတော့ပတ်ချလဲကိုပေဂျိုးလေးနဲ့တန်းလိုက်ရင်ဒါခါရဲ့လုံးပတ်ကိုရပါတယ်အဲ့ဒါကိုကျွန်တော်တို့ဖြည့်ပြီးတဲ့အခါမှာနောက်တစ်ဆင့်ကတော့ကိုလက်လှုပ်ရှားမှုကအ ਨੇ ဆုံးနဲ့လူတိုင်းကတစ်နေ့မိနစ်30လှုပ်ရှားမှုရှိရမယ်မရှိလို့ရှင်မဟုတ်ဘူးပေါ့ရှိတယ်ဆိုရင်ဟုတ်တယ်ပေါ့ကျွန်တော်ကတော့အပြင်းကြီးရလို့မို့လို့လှုပ်ရှားမှုမရှိလို့ထားလိုက်ပါတော့ဒီလိုလှုပ်ရှားမှုဆိုတဲ့နေရာမှာအလုတ်ခွင်ထဲမှာလှုပ်ရှားကိုလက်လှုပ်ရှားမှုအများကြီးလုပ်ရတဲ့သူတွေဆိုလို့ရှင်လည်းထည့်တွက်လို့ရပါတယ်အဲ့လိုမျိုးအလုတ်ခွင်ထဲမှာ လှုပ်ရှားမှုမရှိတဲ့လူကတော့တက်တက်ဒုက္ခတကလက်ကျင်ကနေပါလေလှုပ်အောင်မှာဖြစ်ပါတယ်လှုပ်ရှားမှုပြီးတဲ့ခါမှကျွန်တော်နောက်တစ်ဆင့်ရတော့အသာအဆောက်ပါအတီးရွတ်တီးနံတွေကိုနေ့တိုင်းစားစားနေ့တိုင်းမစားဘူးလားဆိုကျွန်တော်ဒီမှာရွေးပြရပါတယ်အတီးနံစားလေးလေးကျန်းမာရေးနဲ့ညီညွတ်လေးပါနောက်တစ်ဆင့်ရတော့စီဂျိုအကြောင်းအတွေးတိုးအကြောင်းသောတွေးတူတွေးတူရှိသလားတွေးတူအတွက်ဆေးတောက်နေရသလားတွေးတော့တူတယ်ဆေးမတောက်ရသေးဘူးဆိုလို့ရှိရင်တမျိုးပေါ့ကျွန်တော်တို့ကတွေးမတူသေးပါဘူးအဲ့တော့ဆေးလည်းတောက်ဆရာမလိုပါဘူ သွေးတိုးတဲ့လူတွေမှာရိုးသွေးနည်းနည်းပါးပါးတိုးရုံနဲ့မကပဲနဲ့ဆေးပါတောက်နေရတယ်ဆိုလို့ရှိရင်အန္တရာယ်ပုံများပါတယ်။နောက်တစ်ဆင့်သွားလိုက်လို့ရှိရင်တင့်ပါတဲ့သွေးထဲမှာဂလူးကို့စ်များနေဘူးသလားတဲ့ဆိုတော့ဒါကစီဂျိုယောဂါလို့လည်းမပြောသေးဘူးတခါတလေများတယ်ဒါပေမဲ့တခြားခြေနေမှာပုံမှန်ဖြစ်နေတယ်အဲ့လိုလိုမျိုးတချို့တွေကိုဝင်ဆောင်နေမှာကိုဝင်ဆောင်တဲ့ချိန်မှာသွေးချူတက်တယ်ဒါပေမဲ့ပြီးရင်ပြန်ချသွားတယ်ဒီလိုမျိုးဆိုလို့ရှိရင်တခါလောက်တက်ဖူးတယ်ဆိုရင်ဟုတ်တယ်လို့ယူပြပါတခါမှမတက်ဖူးဆိုရင်မဟုတ်ဘူးလို့ယူပြပါ နေ့စကိုတော့မယ်ဒါနောက်ဆုံးမျိုးရိုးမျိုးရိုးမှာကိုယ့်ရဲ့ဆွေမျိုးရဲ့မှာစီရောကလုံးလုံးမရှိဘူးဆိုမဟုတ်ဘူးလို့ရွေးပေးပါကိုယ့်ရဲ့ဆွေမျိုးရဲ့မှာအဖိုးအဖွားတို့ဦးလေးတို့အတော်တို့ညီကောင်မောင်နှမတဝင်းခွဲတို့တဆင့်ခံနေမှာရှိတယ်ဆိုဒီခလဲမှာရွေးပေးမယ်အဲ့လိုမဟုတ်ဘဲနဲ့မိဘညီကောင်မောင်နှမအရင်ချဒါမှမဟုတ်ကိုယ့်ရကိုကအသက်ကြီးရလို့ဖို့လို့ကိုယ့်ရဲ့သားသမီးတွေမှာရှိရဆိုရင်အောက်ဆုံးရွေးပေးပါကျွန်တော်ကတော့အဖိုးအဖွားတွေမှာရှိရတဲ့အတွက်ခလဲကိုရွေးပေးလိုက်မယ်ပြီးရင်တင်လိုက်ပါ ူကတွက်ပေးပါတယ်အဲ့တော့ကျွန်တော်ရဲ့ score က72တက်72ဆိုတော့ကျွန်တော်လိုလိုမျိုး6ယောက်မှာတယောက်က CEO ကဖြစ်နိုင်တယ်ဆိုတော့ဒေါ်လေးမြင့်တယ်လို့ပြောအောင်ဒါတော့မှသူကအလေလက်ပဲလို့ပြောပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာတစ်ခုရှိတာဒီအောက်မှာကျွန်တော်တို့ရလက်ကိုပုံနှိပ်ပါဆိုပြီးကျွန်တော်တို့တင်လို့ရပါတယ်သူကဒါ PDF တွေနဲ့ save လုပ်ဖို့တော့သူပြေးပေးပါတယ်ဒါကကိုယ့်ရဲ့မှတ်တမ်းကိုဒီနေ့မှာကိုယ့်ရဲ့ ဒီယောဂဖြစ်နိုင်ခြေဘယ်လောက်များလဲဆိုတော့ကျွန်တော်တင်ထားလိုက်မယ်တင်ထားပြီးတဲ့ခါကျတော့ဒီမှာ save လုပ်လိုက်လို့ရပါတယ်တင်ထားပြီးတော့ကိုကစီယောဂါကိုတားဆီးလို့ရတယ်လို့ကာကွယ်တားဆီးလို့ရတယ်လို့ပြောတယ်ဘယ်လိုလုပ်တယ်လဲအဲ့တော့ကျွန်တော်စမ်းကြည့်လိုက်မယ်စမ်းကြည့်လိုက်ပြီးတော့ short ချပြီးတဲ့ခါမှာပြန်ပြီးတော့ဆစ်ဆီးလို့ရပါတယ်အဲ့တော့ဘယ်လိုမျိုးကာကွယ်လို့ရတယ်လဲဆိုကျွန်တော်ကြည့်ရအောင်ခုနကသူကပြောထားတဲ့အမေးထားတဲ့အချက်လက်တွေကျွန်တော်ပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ် ခုနကသူပြောထားတဲ့ချက်လက်တွေမေးထားတဲ့ချက်လက်တွေမှာအသက်ကျွန်တော်တို့ပြင်လို့မရပါဘူးအသက်ကြီးလေလေပို့ပြီးတော့ဆိုးလေလေပါဒါပေမဲ့ဒီနေရာမှာကိုလေးချိန်ဆိုတော့ BMI မှာကျွန်တော်အရက်ကကျွန်တော်ပြောင်းလဲမှုရှိတော့ပါဘူးဒါပေမဲ့ကိုလေးချိန်မှာပြောင်းလဲမှုရှိပါတယ်ကိုလေးချိန်ကိုကျွန်တော် short ချလို့ခုနကကျွန်တော်က BMI 31နေပြီးတော့ကျွန်တော်ကိုလေးချိန်ပေါင်80ကီလို80ရနေ short ချလိုက်မှာဒါဆို68သူ့ရနေနဲ့ပို့ပြီး short မှာ63လောက်ဆိုရင်ကျွန်တော် BMI က24လောက်ကျသွားပါတယ်ဒီ BMI ကျသွားရင်ဒီမှာအောက်က ရွေးရတဲ့အမှတ်လေးရော့သွားတယ်နောက်တစ်ခုကခါလုံးပတ်ခုနကျွန်တော်ဒီခလဲမှာရှိနေရနေခါလုံးပတ်ဘိုက်ထက်စီဒီကိုရှော့ short ချလိုက်လို့64 cm အောက်ရောက်သွားမှဆိုရင်ရော့သွားပါမယ်နောက်တစ်ခါကိုလက်လှူရှာမှုနေတိုင်းလုပ်မယ်နောက်တစ်ခါဟင်းဟင်းရွက်ဒီနေတိုင်းစားမယ်ဒါတွေကကျွန်တော်ပြောင်းလဲလို့ရပါတယ်အဲသွေးပုံချိန်ဒီလိုရှိနေလူတယောက်ကဆေးတောက်တောက်မတောက်တောက်တိုးနေမှာပဲဒါပေမဲ့နင်းနေပါပါပဲတိုးရလူတယောက်က အငန်း short စားမယ်ကိုလည်းလှုပ်ရှားမှုအများကြီးလုပ်မယ်ဆိုလို့ရှင်တွေးပုံချင်းပြန်ကြပြီးတော့ save မတော့ဘဲနဲ့ဖြစ်နေပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ကဒီ score ကိုတော့ပြောင်းလို့ရမှာမဟုတ်ပါဘူးဒါပေမဲ့ကျန်းမာရေးအတွက်အငန်း short စားမယ်လေ့ကျင့်ခန်းမှာလုပ်မယ်ဆိုလို့ရှင်အကျိုးရှိပါတယ်နောက်တစ်ခုကတော့တွေးထဲမှာအရင်တော့တွေးကြိုတက်ခဲ့ဘူးသလားဆိုတာအရင်တော့တက်ခဲ့ဘူးတဲ့လူတယောက်ကဘယ်လုံးမှပြန်ပြင်လို့မရတော့ပါဘူးအတိတ်ကိုကျွန်တော်တို့ပြန်ပြင်လို့မရတော့တယ်ဒီနေရာမှာပြောင်းလဲလို့မရပါဘူးဒါပေမဲ့ကနလို့ချိုးရီ short စားမယ် ချိုတဲ့အစားတော့အစားအစားစားတွေပဲဖြစ်ဖြစ်အချိုရည်တွေပဲဖြစ်ဖြစ်ကျွန်တော် short တောင်းမယ်ဆိုလို့ရှင်တော့ဒီလိုမျိုးအချိန်ချင်းခါခါမဖြစ်ဘူးဆိုလို့ရှင်ကိုယ့်ရဲ့စီရိုကဖြစ်နိုင်ခြေကို short short ချနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့မိသားစုမှာစီရိုကဖြစ်တဲ့ကိုယ့်ရဲ့မျိုးဗီဇာပြင်လို့မရတော့ပါဘူးအဲ့တော့ကျွန်တော်တို့ပြင်လို့ရတာဒီကိုယ်လေးချိန်ဗိုက်ထဲမှာရှိတဲ့အစီကိုယ်လက်လှူရှားနေအစားတော့ဒီလေးမျိုးကိုပဲကျွန်တော်အဓိကထားပြီးပြင်ရမှာဖြစ်ပါတယ် ကျွန်တော်တကယ်လို့အဲ့လိုမျိုးပြောင်းလဲလိုက်မယ်ကိုလေးချိန်ကိုကျွန်တော် BMI 24ထိရအောင်ကျွန်တော် short ချလိုက်တယ်ခါကိုလည်းကျွန်တော်64စင်တီမီတာတရအောင် short ချလိုက်တယ်ကိုလည်းလှုပ်ရှားအောင်မှန်မှန်လှုပ်ပြီးတော့အစားအသောက်ကိုတီးရနေတိုင်းစားရဆိုရင်ဘယ်လောက်ထိကျော်သွားမလဲဆိုရင်တဲ့ဒါကုန်းတော့ကျွန်တော်ဆက်နှစ်ပါဆိုတော့ကျွန်တော်တို့လူမျိုး6ယောက်မှာတယောက်ကစီဂျိုဖြစ်နေတယ်ခုနကလိုကျွန်တော်ပုံမှန်လှုပ်လိုက်တဲ့အခါမှာဘယ်လောက်ထိကျော်သွားလဲဆိုရင် score က3ပဲရှိတော့တယ်ကျွန်တော်တို့လူမျိုးတရားမှမဒီယောဂတယောက်ပဲဖြစ်နိုင်လောက်ကျွန်တော်ရဲ့စီဂျူယောဂဖြစ်နိုင်ချင် short ချလို့ရပါတယ်တဲ့အဲ့တော့ကိုယ်မှာစီဂျူယောဂဖြစ်နိုင်တဲ့အန္တရာယ်များသည့်ဖြစ်စေနည်းသည့်ဖြစ်စေကိုယ်လေးချိန်ကို BMI 25 out ဒါမှအာရှတိုက်စားရတဲ့အကောင်းဆုံးကတော့ BMI 23လို့ဆိုပါတယ်အဲ့ထက်ရောက်ရောက်အောင်ထားပါခါကိုလည်းမျိုးသားများဆိုရင်88 cm မျိုးသမီးများဆိုလို့ရှိရင်80 cm နဲ့ရောက်အောင်ထားပါ ကိုလက်လှူရှာမှုအနည်းဆုံး၅ရက်ပုံမှန်လုပ်ပါအတိရွက်တွေကိုနေ့တိုင်းစားပြအောင်စားပါအငန်း short စားမယ်အချူ short စားမယ်ဒီလိုလုပ်မယ်ဆိုလို့ရှိရင်စီယောဂဖြစ်နိုင်ချေကိုကျွန်တော်တို့ short ချပြီးတော့စီယောဂမဖြစ်အောင်ကာကွယ်လို့ရပါတယ်လို့ဆိုပါတယ်အားလုံးစီယောဂကနေကင်းဝေးကြပါစေကျေးဇူးတင်ပါတယ်